ပရိသေကံဆိုတာတယောက်နဲ့ညာတတ္တဝါတဦးနဲ့တဦးတူသလားမတူဘူးလားတခါတခါတမေတဲ့မွေးတော်မှာကံအကျိုးပေးတယ်မတူတော့ဩချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူမောနမအချင်းချင်းတော့ညီမျှရဲ့လားပရိသေ မညီမြတဲ့ကံတရားတွေအပေါ်မှာလိုက်ပြီးတော့ခံစားနေမဲ့အစားကိုတဲ့တိုင်းမုရိတာပွားပေးသူ့လိုကိုမဖြစ်ရကောင်းလားဆိုပြီးတော့ကိုကိုကိုလည်းအားမလို့အားမရမဖြစ်နဲ့ပရိသတ်ရဲ့သူ့လိုဖြစ်ခြင်းသူ့ကံကိုလိုက်ပြိုင်မနေပြိုင်နေမဲ့အစားကိုကံကိုပဲအကောင်းဆုံးဖြစ်အောင်ပြင်လိုက်ရင်မကောင်းဘူးလားကံဆိုတာပရိသတ်ရဲ့အလုတ်ကိုပြောတာပါပဲကံဆိုတာဘာကိုပြောတာလဲ အလုတ်ကိုသာ ကောင်းကောင်းလုတ်ပြီးတော့ပြင်လိုက်ကြစမ်းပါကံကို ပြင်တယ်ဆိုတော့အတိတ်ကံနဲ့ပစ္စုပန်ကံအတိတ်ကံကကြံခဲ့ပြီဆိုတော့ဘာပြန်လုပ်လို့ရသေးလဲမရတော့ဘူးမရတော့ပြင်ရမယ်ဆိုရင်ဟောဒီလက်ရှိပစ္စုပန်ကံဟာကိုယ်ပိုင်ကံပဲလေပစ္စုပန်ကံကိုသာအကောင်းဆုံးပြင်လိုက်ရင်ပရိသတ်ရဲ့ကိုယ်ကံနေလဲကိုလိုချင်းတို့ဖြစ်လာနိုင်လားမဖြစ်လာနိုင်ဘူးလား ကြောင့်ကံဆိုတာပြန်ရမှာလားပြင်ရမှာလားပြင်ရမှာပါဗျာကံတတ္တဝါတွေဘုရားဘာသာမှာကံကံရဲ့အကျိုးဆိုတာရှိလားမရှိဘူးလား ပရိသေကံတရားတွေမတူတော့အကျိုးပေးတွေလည်းမတူဘူး။ကံဆိုတာအလုတ်ကိုပြောတာ။စေတနာကောင်းကောင်းနဲ့လုတ်ခဲ့တဲ့အလုတ်တွေမှန်သမျှကံကောင်းတာပဲဖြစ်တဲ့အတွက်ကြောင့်ကိုယ်ကံကိုယ်သာစိတ်ကောင်းစေတနာကောင်းလေးတွေထားပြီးတော့ပြုပြင်လိုက်မယ်ဆိုရင် ပရိသေကံကောင်းမှုဆိုတာအချိန်တန်ရင် အခွင့်တန်ရင် ရောက်လာလားရောက်မလာဘူးလား။ပြန်ရမှာလားပြင်ရမှာလား။ ဗုဒ္ဓဘာသာမှာကံကံရဲ့အကျိုးကအရေးကြီးလားအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့တော့ကံတရားတွေကိုသိချာတွေးကြည့်တော့ပြိသက်ရဲ့လူတွေရဲ့ကံတရားဆိုတာလေအခုဟောဒီပြိသက်တွေစီးပွားရေးတွေလုပ်ပြီးရှားကြဖွေကြစူးကြဆောင်းကြတာပဲဒါပေမဲ့တကယ်တမ်းကျတော့စည်းစိမ်ဥစ္စာယာတုထန္တရဂုံပကာတနာတွေဆိုတာသိခြင်းတရားနဲ့ရှင်သိရင်အဲ့ဒါတွေယူသွားလို့ရလားမရဘူးလား သိရင်အကုန်လုံးထားခဲ့ရတာပြိတဲ့ယူသွားလို့ရတာက မသိခင်လှုပ်ထားတဲ့ကံအကျိုးပေးတွေပဲယူသွားလို့ရတာမဟုတ်ဘူးလားဟုတ်ပါဘူးဩကျေးဇူးတော်ရှင်တိပိတကပြည်ဆရာတော်ရဲ့ကပြာလေးစကိုင်းနဲ့ဗုဒ္ဓချာနယ်မှာဘုန်းကြီးတို့ခဏခဏနာဖြစ်တော့အလွတ်တောင်ရကပြာလေးကသိတ်ကောင်းတယ်ဆရာတော်ကြီးရဲ့သေးရွာကာလယောက်ျားတော်ခါကိုနောက်ကိုများဗာများပါမှာ ပစ္စည်းအစုစုတခုမပါကိုပြုထားကံများပါမိသာသေဝကာလယောက်ျားသောခါကိုနောက်ကိုများပါများပါမှာပစ္စည်းအစုစုတခုမပါ ကိုပြုထားကံများပါမိသာပြေသေးသိရင်ပစ္စည်းဥစ္စာပါသွားရဲ့လားပါသွားပါဘူးဘာတွေပဲပါသွားမှာကိုပြုထားတဲ့ကောင်းတဲ့ကံတွေမကောင်းတဲ့ကံတွေဒါတွေပဲပါသွားမှာ ။အိုးဆရာတော်ကြီးရဲ့ကဗျာအဲ့ဒီကဗျာရဲ့ဒုတိယအပိုက်လေးသိကောင်းတာ။အထုပ်ကလေးတပြင်းပြင်းကိုးနောက်ပါမဲ့ထင်းအထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စာအထုပ်ရှင်မှာအလကားဘာကားမှလည်းပါမသွားဒီရွာကြတော့အပေလာနိဗ္ဗာန်ရောက်ဖို့အခက်သား။ ဆရာတော်ကြီးရဲ့ဒုတိယအပိုင်လေးသဘောကျစရာကောင်းအထုတ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုတ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုတ်ရှင်မှာအလကဘာကမှလည်းပါမသွားသေရွာကြတော့အပေလာနိဗ္ဗာန်ရောက်ဖို့အခက်သာအထုတ်တွေပြင်လားမပြင်ဘူးလားခွင့်ထင်တဲ့တက္ကမတွေပိုပြင်လားမသိဘူးနော် ခုရန်ကုန်လာတဲ့အဖွဲ့တွေဆက်ရှင်လန်အုပ်စုတွေဥမာနိတရဲ့အဖွဲ့တကားတော်မှလည်းမန္တလေးဖျားဘူးလာတာခွင်းထင်တယ်။သွားမှာကတညာအိနှစ်ညာအိခရီးထုတ်ထားတဲ့အထုပ်က၄၅တုပ်လောက်ပါလောက်တဲ့တက္ကမတွေ။ဒီကြားတဲ့တခါကဒီလောက်ထဲ့တာတော့လူကြားသူကြားတဲ့ကြိုင်။အဲငါမိတ်ကပ်ဘူးလေးမေးလာခဲ့ပြီဆိုတာပါလေ။ပြည့်တဲ့ဒီလောက်ထုတ်တာတော့မေ့သလားမမေ့ဘူးလား ောအထုတ်ကြီးလေးလေးဆိုရင်မူကြီးလေးလေးပါပဲတံပိုးကြီးလေးလေးတောကကြီးလေးလေးဖြစ်လားမဖြစ်ဘူးလားအထုတ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်းအထုတ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုတ်ရှင်လည်းသေးသွားရင်ဘသူတွေဝေစားကြံတဲ့သူတွေဝေစားဩအမွေတွေခွဲလိုက်ကြတာနော် ဘုန်းကြီးဝေစားရင် သာဓုခေါ်တယ်တချို့ကဝေမစားနိုင်လို့လူစားနေတဲ့သူတွေရှိတယ်မရှိဘူးလားအမွေတွေအဝေမတဲ့လို့လေအိုးမောင်နှမချင်းချင်းမိဘတွေကြံခဲ့တဲ့အမွေတွေပြိတ္တရေလူပြီးတော့ယုံရောက်ခက်ရောက်ဖြစ်တာတွေရော မရှိဘူးလားဝေစားတဲ့သူကို သာဓုခေါ်တယ်လူစားတဲ့သူကိုသာဓုမခေါ်ဘူး ဘုန်းကြီးတိုက်တွန်းပါတယ်ပြိတဲ့အကယ်၍မြတ်အထုတ်တွေကြံခဲ့မယ်ဆိုရင်ဝေစားကြပါလူမစားကြပါနဲ့လို့လူစားရင်ကိုယ်လည်းမစားပဲနဲ့ဂျားကတရားသူကြီးတွေရဲတွေစားကုန်တာဒါတူတူပြောရတာလို့မမကြအောင်နော်ယုံကြည်နေခဏခဏသွားကိုမစားပဲသူတို့ပြေးရလားမပြေးရဘူးလား အဝေမတက်လို့အမွေတွေလူနေတာယုံချင်းခဏခဏခေါ်ပစံနေကုန်လိုက်တာရဟဲမဲ့အမွေလေးသူတို့ကိုပေးပေးနေရတဲ့အမှုလဲပြတ်ရော့ရစရာမရှိအကျွေးပါပတ်တယ်ဝေမစားလို့လူစားရင် ပိုဒုက္ခကြည်လာမကြည်ဘူးလားဒါတော့တချို့ကဘုံကြီးဆွဲဆွဲထဲသေးတယ်ဟေးတိတ်မရှာနဲ့ဟေးတဲ့ဘုံကြီးစားသွားအောင်မယ် နော်တချို့ပြောတာလူငယ်လေးတွေပြောပါတယ်သိမရှာနဲ့တဲ့ဘုံကြီးစားတော်ဦးမယ်တဲ့ဂျန်တဲ့ဘုံကြီးတော့မသိဘူးလို့ဒီဘုံကြီးကတော့စားမဲ့တဲ့မပါဘူးဘုံကြီးကလေဟောဒီပစ္စုပန်ဘဝမှာကြိုးစားအထုတ်မှုနဲ့စင်ပေါ်ကို ရောက်လာပြီမဲ့အရှင်ဘုရားကအတိတ်ကံတော်တော်အားနေခဲ့တဲ့ဘုံကြီးတကယ်စာတင်သားဘဝမှာဘုံကြီးစင်စင်ရဲရဲနဲ့နေခဲ့ရ စင်းစင်းရဲရဲနေခဲ့တဲ့အပြင်ပြိသက်ဆွမ်းငံသွားရင်ဟင်းကောင်းဘယ်တော့မှမရဘူး။ဘကိုးသာသနာမန္တန်မှာနေတယ်။ကစွန်ရွက်ရေလုံးပြုတ်ပဲကလေးပါပြုတ်ဒါနဲ့ပဲဖုံးပေးခဲ့ရ။အတိတ်ကဒါနတွေနေတော့ဘုန်းကြီးလည်းမွဲလာမမွဲဘူးလား။ကံနေမြန်းစိုးလိုက်တာပြိသက်ရဲ့အဲ့ဒါသာသနာဟိုခယံကိုင်းကုန်းမှာစတင်သားဘွားကတန်ငါအပါး၄၀၀လောက်ရှိတယ်။ဒကမတယောက်ကသင်္ကန်းလာကတ်တယ်။ တဏ္ဍအပါစီမရတော့တစုံလို့နေတာအဲ့ဒါကံစိုးကံကောင်းပဲဆိုရင်မဲဖောက်တာဗလာမဲတမဲတယ်ပါလေးရာထဲမှာဗလာမဲတမဲတခြားဘုံကြီးမပေါ့ဘူးဒီဘုံကြီးပေါ့ကံကောင်းလားမကောင်းဘူးလားကံနေစိုးလိုက်တာပြေသက်အတိတ်ကဒါနနေတော့မဲတွေလည်းမကောင်းဘူးအဲ့တုန်းကကိုယ်ကံကိုမကျေနပ်ဘူး ဟောအခုမှသဘောပေါက်သွားငါကံနေရအတိတ်ကကံအစွမ်းနေဘာမှမပါလားမကြေမနက်ဖြစ်နေလို့ဘယ်ရမလဲကံကိုပြိုင်လို့မရအောင်ငါပြင်မှဖြစ်မယ်ဆိုပြီးတော့ပြည့်တဲ့အခုတော့ဘုန်းကြီးတို့ရသမျှလူနေပါတယ်တဲ့